ဒုက္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲ စိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့ပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကို ပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်။ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲ။ စိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင် ဖြစ်ပါစေအယုံကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာ လောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်သတ္တပင်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှံစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲဆင်းရဲတော့ဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာ လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွေ့အကြုံဒုက္ခနည်းခြင်းစိတ်ကိုပြင်ရမယ်စိတ်ပြင်ဖို့ဆိုရင် စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေရှားမဝင်ဖို့ဆိုရင်တတိရှိနေမှာပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီး အပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းကျင်ရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးကလည်းရင်းရင်းနဲ့ဒီကုတ်ကိုဆုံးမခြင်းအပိုင်းလေးကနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်မဆုံးပဲ စာပေမှာတော့ပြိသက်ရဲ့ကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်။ကာယကဒုက္ခဆိုတာစိတ်စိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုစိတ်ဆင်းရဲမှုမြို့တရားရဲ့ဆင်းရဲတဲ့သဘောကတော့လူတိုင်းလူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်။ရုပ်တရားရလာတော့ကဒုက္ခအဆူကြီးပဲ။ရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်။စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါတခါဒီမှာကို ဟိုခန္ဓာကိုယ်ကြီးပင်မလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပိုပြီးပင်မတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပြိသက်ရဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာ ဘယ်ရှင်ကိုယ်တော်မြတ်ကြီးတော်မှာဩတခါတခါခေါင်းတော်တွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်အေးဒူးကောင်းတွေတွေးတွေအကုန်လုံးဩယုတ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းပဲမလွတ်တချို့ကဒါလူငယ်တွေကပေါတက်ကသူကကတ္တိကဖက်ပြောတတ်တယ်ရရှိတယ်ချို့စာပေကြလည်းဘုရားကိုအကျဉ်းညွန်လွန်ပြီးတော့ချို့ပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့ ိုးမြတ်စွာဘုရားကအကုန်လုံးစုံပြည့်စုံတဲ့အတွက်ကြောင့်နဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သစ္စကာဟိုးကုရီသွားတဲ့မစင်ရအစမနံမှုတဲ့မှုနေလို့တာပဲဒီလိုပြောတာဟုတ်ဒါယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကိုယ်ထွက်တဲ့အရာလည်းပဲဒါကတော့နံပါပဲမှုတယ်ဆိုရှိမှမရှိတာဟိုးဘယ်နေရာပဲကြည့်ကြည့်ရုပ်တရားမှာ ဘုန်းကြီးတို့ခဏခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိရှိဘယ်အပေါက်ကပဲထွက်ထွက်ထွက်သက်မြအရင်ကောင်းတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရင်လည်းမကောင်းနားထွက်တဲ့အရင်လည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သက်မြအရင်မှန်တယ်မှာတစ်ခုမှကောင်းတာမရှိတဲ့အတွက်ကြောင့် ဒီခန္ဓာကိုယ်မှာရထားတဲ့ပုံကိုယ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုရမေကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယကဒုက္ခတော့ရှိတာ။ဒါပေမဲ့ဘုရားရဟန္တာတွေမှာဘာမရှိတော့ဘူးလဲဆိုစေတသိကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာနကိလေသာတွေအဲ့ဒီအပုကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူး တခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝင်းဉဏ်လည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုဒီဒုက္ခတွေကိုဟိုတသက်သာရှင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကခုခေတ်ပေါ်ဆေးတွေနဲ့ကာယိကဒုက္ခကိုတသက်အောင်လွတ်လို့ရတယ်ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခေတ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲ physical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်စေပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်စေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုန်းကြီးတွေမြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရလူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတ်တဲ့ကာယကံဝစီကံမနောကံ ီကံ၃ပါးကြောင့်ပဲတတ္တဝါတွေကဒုက္ခရောက်တာကံ၃ပါးကြောင့်ပဲကတ္တဝါတွေအကောင်းအကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုယ်မူယာနဲ့နှုတ်မူယာကိုလက်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကတိလတိလတိခါဖို့တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်။အင်းမနောကံကြတော့တိလနဲ့မရဘူး။မနောကံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား။ meditation နဲ့ပဲသွား။ စိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့ဒီတမထကျင့်စဉ်တစ်ခုကိုဝိပဿနာကျင့်စဉ်တစ်ခုကိုမရှိလို့ရှင်စိတ်ကိုမထိန်းချုပ်နိုင်ကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးငြိမ်းချမ်းပြီးတော့အေးချမ်းနေ concentration meditation တမထကျင့်စဉ်ဒါမှမဟုတ်ဝိပဿနာကျင့်စဉ်တစ်ခုကိုလုပ်ဖို့လိုရတမထကျင့်စဉ်ကြတော့အာယုံတစ်ခုတည်းကိုဆူဆိုက်ပြီးတော့မှတ်တတ်တဲ့ကျင့်စဉ်မျိုးတမထကျင့်စဉ်လို့ခေါ်တာ ဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံပွန်းနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနှုတ်တိဒီလာနှုတ်တိစသဖြင့်အနုတ္တိ၁၀ပါးတာအဲ့ဒါသမထချင်းစင်သူကအာယုံတစ်ခုတည်းကိုထက်ခါထက်ခါဆူးဆိုက်ပြီးတော့ပွားများတဲ့သဘောဧကကတစိတ်တသူကတစ်ခုတည်းအာယုံပြည့်ပြီးပွားနေတာဆိုတော့အရဟံဂုဏ်တော်ကိုပဲပွားတယ်ဆိုရင်အရဟံအရဟံအရဟံ ဒါလေးပဲထက်ခါထက်ခါပွားများပေးနေတဲ့ခါစိတ်ကလေးက concentrate တမာဒီလေးတည်လာရင်ဒီအရဟံဂုဏ်တော်ထဲမှာအာယုံကရောက်သွားတော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာုံနေတော့ကိုယ်စိတ်ပါမသွားဘူးစင်စိတ်ကအလိုလိုပြိုးဝဖြစ်သွားတာငြိမ်ပြီးတော့သွားရောက်လို့စိတ်တည်မြန်တိတ်ပြီးကြောက်ချောက်ချာဖြစ်ပြီးကြောက်ကြက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဘုရားရဲ့ဂုဏ်နဲ့တာပွားများပြီးတော့ထက်ခါထက်ခါလေ့ကျင့်ပြီးတော့ ဘုရားနုတ်တိလေးလာပွားများကြည့်လိုက်စမ်းပါဓမ္မနုတ်တိလေးလာပွားများကြည့်လိုက်စမ်းပါသံဃာနုတ်တိလေးလာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုညင်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါရာလေးတစ်ပုဒ်ဓမ္မပဒမှာလာတော်တော်လေးကောင်းပါယထာအဂါရံဒုစန္နံဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိသတိ မကောင်းတဲ့ပြင်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တရားအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးအတူပဲအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းတမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ် အိမ်ရမလုံဘူးဆိုရင်အမိုးမလုံဘူးဆိုရင်နဲ့အကာမလုံဘူးဆိုရင်အပြင်မိုးရေဇက်တို့လေတွေကဝင်ပြီးတော့နှိပ်ဆက်ပြီးတော့အိမ်ကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့စိတ်မှာတမထခြင်းစဉ်ဝိပဿနာခြင်းစဉ်တတိတရားလက်ခံထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိပ်ဆက်ထားတယ်ဟောဘုန်းကြီးတို့တော်ကောင်းများစိတ်ကလေးကတခါတခါအဲ့ဒီတတိလေးတာမကတ်လို့ကတော့လေအကြောင်းလည်းပဲ ကိလေသာနှိမ့်ဆက်တာပဲအမြင်ကြောင့်လည်းကိလေသာနှိမ့်ဆက်တာပဲအနှံ့နေကြောင့်အိုးဘလို့အာယုံပဲလာလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့လူမှာဒုက္ခရောက်တယ်သူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲ အာယုံကိုအာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားတယ်အစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုအာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွေ့အကြုံခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းကလည်းခုနဘုရားရှင်ကိုရမေကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့ သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နှောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာ ကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာရရတော့တာ။ဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာ။နန္ဒမင်းသားရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာ။သူကမင်္ဂလာဆောင်တဲ့နေ့မှာဖရာရှင်ကကြွလာပြီးတော့ညီတော်ကိုသပိတ်ပေးလိုက်တယ်။မင်းသပိတ်ထမ်းပြီးတော့လိုက်ခဲခေါ်သွား။ ဆိုတော့အနောင်တော်ဖရာကိုလည်းယူသည်လေးစားတဲ့စိတ်ကလည်းရှိတယ်။ကြည်ညိုလဲကြည်ညိုတာရယ်ပြန်လဲမပြောရတာနဲ့နန္ဒမင်းသားကတပည့်ကလေးပိုက်ပြီးတော့ဖရာနောက်ပါလိုက်။မလိုက်ကျင်လိုက်ကျင်လိုက်တော့အဲ့ဒါနန္ဒမင်းသားဖရာနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးမျိုးပြောကြ။အာပါသွားပြီပြန်မမလာရင်ဒုက္ခပဲ။အဲ့ဒါသူ့ရဲ့သရုသမီဇနဝရကလျာဏီနားရောက်။နားရောက်တော့ဟာသူကလည်းဆိုရင်တော့ဒုက္ခပဲ။ဖရာနောက်ပါသွားတယ်။နန္ဒမင်းသားမောင်တော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကပန်းကတဲ့ အဲ့ဒါမင်္ဂလာဆောင်မန္တန်ကထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်။အမတော်ဇနဗရာကလျာဏီသူတို့သမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်မြန်ပြန်ခဲ့ပါဆိုမှားလိုက်တာ။မှားလိုက်တော့နန္ဒအာနန္ဒမင်းသားလည်းအေးပါအကြောင်းရောက်တာနဲ့ပြန်လာခဲ့မယ်ဆိုရင်သူကဘုရားနောက်ပါ။ဟောဘုရားအကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလား။ဆို လိုပဲထားပြီးတော့ခေါ်လာလဲခေါ်လာတဲ့ကြောက်ရောက်တယ်ဖုန်းကြီးဝတ်မလားဆိုဖရာယူသေးတာရဲ့ကြောက်ထားရဲ့ ਨੇ မဝတ်ဘူးလို့မပြောရဲဘူးမပြောရဲဘူးမပြောဝင်တာ ਨੇ မမပြဝတ်မယ်ဆိုတော့အဲ့ဒါဖုန်းကြီးဝတ်ပေးလိုက်တော့မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဖုန်းကြီးကြောက်ရောက်ဖုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာနော်ဒီကိလူတွေကအဲ့လောက်တိတော့စိုးပန်မတင်နန္ဒမင်းသားအဲ့ဒါဖုန်းကြီးဝတ်ပြီးတော့ တရားသာသနာနဲ့ရောက်တယ်။ तू ကတရားတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်ဘူး။အခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ပဲနဲ့ဖခင်ကြောက်လို့ဝင်လာတာဖခင်ခေါ်လို့ဝင်လာဆိုသာသနာကိုတိတ်လက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဖခင်ကလည်းအားထုတ်လို့ခိုင်းလို့သာ အားထုတ်ရသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနည်းတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူနှမမာလိုက်တဲ့ သူတို့သမီးလောက်မှာလိုက်တယ်မောင်တော်မြဲမြဲပြန်လာပါဒီစကားလေးကိုကြားတယ်အကြောင်းတရားထိုင်နေပဲဒါပဲကြားတယ်ဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေးရတော်ဆိုးတာပဲတခါတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာအတွေးတွေတိတ်အရေးကြီးတာဆိုတော့ တရားထိုင်တဲ့ယောဂီတွေကဒါချားညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုရင်အကုန်လုံး get out လုပ်လိုက်တရားထိုင်တော့မယ်ရိတာသွားတော့မယ်လို့စောင့်ချက်ပြီးပြီးဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရိတာရောက်နေဘူးလည်းမှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားကအေးနှမတော်မှားလိုက်တယ်မောင်တော်မြင်မြန်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့ စေတဲမှာတရားထိုင်ရင်လည်းအဲ့ဓာတွေပဲထက်ကထက်ကပေါ်နေတာဘုရားရှင်ကိုရမေကြီးကသိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာသိတော့အချိန်မတန်လေးဆိုဘာမှမပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေနေပြီမလားမမဘုရားညင်းငွေပါပဲဒါဆိုရင်မင်းငါနဲ့နှက်ပြေးလိုက်မလားဟာလိုက်တာပေါ့ဘုရားနှက်ပြေးဆိုနန္ဒမင်းသားဘုရားကလက်မောင်းကိုဆွဲပြီးနှက်ပြေးခေါ်သွားသူကဘာဇာမမရတော့ဇာနဲ့လည်းမကြွနိုင်ဘုရားရဲ့ ပါဝါနဲ့ဖရာရဲ့တကူနဲ့လက်မောင်းကဆွဲပြီးတော့နတ်ပြည်ခေါ်သွားနတ်ပြည်ခေါ်သွားတော့နတ်ပြည်သွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြင်းမီးလောင်ထားတဲ့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြီးကသာသာမီးအကုန်လုံးမီးတွေငြိမ့်နေတဲ့အချိန်မှာတင်းငုတ်တူကြီးတစ်ခုပေါ်မှာမီးရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်ကထိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူလည်းပဲတော်တော်ဟိုခံစားရတဲ့ဒုက္ခတွေကြီးမြောက်ကြီးကတော်တော် အိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတယ်မြောက်အိုကြီးရောက်အိုမကြီးစိတ်ပြက်လက်ပြက်အဲ့တစ်တုံးပေါ်မှာထိုင်နေခဏလေးတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အိုမကြီးလက်ညှိုးထိုးပြီးတော့မေးတာဒီမြောက်မနဲ့မင်းနမဇနပတကလေးရနေဘသူကပူလာလဲကွာအဲ့လိုမေးတော့နန္ဒမင်းသားစိတ်ထဲမှာဩခိုင်းမှခိုင်းရနှိုင်းမှနှိုင်းရပလီပို့ဒါလို့ချောမောတယ်ငါနမနဲ့မြန်ဒီမြောက်အိုမနဲ့နှိုင်းရပလီပို့ဘုရားကမကြည့်ဘူးဘုရားကသိရအဲ့ဒါနဲ့နှက်ပြီးခေါ်သွား နတ်ပြည်ခေါ်သွားနတ်ပြည်ရောက်တဲ့အခါကျနတ်သမီးချောလာတယ်ပြတယ်။ဟာနတ်သမီးကချောလာ။နတ်သမီးမှရှိတဲ့နတ်သားနတ်သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနတ်ပြည်မှာနတ်သားဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်20အရွယ်တခါတည်းပဲ။နတ်သမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားပြတာတို့လူတွေလူတွေလို့ကိုဝင်ဆောင်ရတာတို့တော့အဲ့ဒီခန္ဓာကိုယ်ကြီးကိုဝင်ကိုမွေးဖွားပြီးဆောင်ဒါမှမရှိတော့ဘူး။ ကုသိုလ်အရှိန်နဲ့ပေးတာနဲ့ချက်ချင်းနှက်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရွယ်တစ်ခါတည်းသွားဖြစ်တာနှက်ပြီးမှရှိတဲ့နှက်သမီးတွေဆိုရင်16နှစ်တည်းပဲသွားပြီးတော့အိုးရဲဆိုတာမရှိဘူးနားရဲဆိုတာမရှိဘူးပေကာနေကြတော့နမိတ်တွေထင်ပြီးတော့သေးတာပဲရှိတယ်အကုန်လုံးကဒီဒီပုံစံတွေပဲဆိုအကုန် small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတွေဟောအဲ့အလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနန္ဒမင်းသားနှက်ပြီးကနှက်သမီးတွေမချောဘူးလားဟာချောတယ်ဗျာ ်အဲအဲ့နသမီးတွေနဲ့မင်းနှမဘဒူကပူလာလေအဲ့လိုထပ်ပြီးတော့မှအဲ့ဒါမင်းသားပြန်လျှောက်ရှင်ဘုရားနသမီးတွေကြည်လိုက်တော့မှတပီတော်ရဲ့နှမဇနဗရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဘုရားနသမီးမမြင်ခင်တော့သူ့နှမကိုမြောက်မနဲ့နှမ်းရကောင်းလားစိတ်တွေစိုးနေတာနသမီးရဲ့အလှလည်းတွေ့ရောသူ့နှမရဲ့အလှကမြောက်မနဲ့တော့တူသွားတယ်ဒုတိယစိတ်မြင်တိတ်အပြောင်းလဲတိတ်မြန်တာ ောင်းလဲသိမြန်တာမရခင်တော့တော့လေဟမ်ဟိုတချင်းနေတော့မရခင်ဖြာလို့လက်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေဆိုယောက်ျားတွေမှာမဟုတ်မိန်းကလေးတွေထို့တူလူချင်းတက်မှတ်မှုတစ်ခုကမရခင်တော့တာလူတွေရဲ့စိတ်ကတန်ဖိုးထားတာရပြီးသွားရင်သူကလူဟာအစ်စ်အစ်စ်ကိုရှာတယ်လူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတစ်ခုတန်ဖိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းပါပဲကောင်းပါပဲ ရလဲရလာကောအိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်တလနှစ်လသုံးလလေးလတော့သုံးပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီဆိုတော့ဒီအပေါ်မှာနည်းနည်းတန်ရုံးစင်နေရော့လူကျင်စိတ်တွေနည်းပြီးတော့နောက်တဲ့အသစ်ပေါ်လိုက်အဲ့ဒီအသစ်ပေါ်လိုက်ပြီးတော့စိတ်ကလူကျင်စိတ်တွေဖြစ်လာတာအဲကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူကျင်စိတ်ကို short ချပေးနိုင်မှာလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့ အဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပို့ချော်လဲအာနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောင်းမနဲ့တော့တူးတော့တာတယ်ဖရာဆိုလျှောက်တော့ကောင်းပြီဒီနတ်သမီးတွေမလို့ခြင်းဘူးလားဟာလူခြင်းတာဖို့ဖရာအန္တမင်းသားကဆိုတော့သူကပုတုဇဉ်ဆိုတော့သူစိတ်တည်းရှိတဲ့အတိုင်းပြောတာလူခြင်းတာဖို့ဖရာလူခြင်းရင်ငါပြောတဲ့အတိုင်းလို့လုံးမလားမှလုံးပါမယ်ဖရာငါပြီးတဲ့ဤတိုင်းလုံးမလားလုံးပါမယ်ဖရာဆိုဖရာကနန္ဒမင်းသားကိုတရားပေးလိုက်တယ် ကမ္မထမ်းပေးတာအမှန်ကတော့ရွေချက်ကနတ်သမီးလူချင်းတို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင်အားထုတ်ရင်နဲ့စနစ်ကမှန်လာတဲ့အခါကျတော့တဖြည်းဖြည်းတဖြည်းဖြည်းတရားသဘောသိတော့နန္ဒမင်းသားတရားရတော့ညဘုန်းကြီးဒါလေးဘာလေးကောက်ချက်ချမိလဲဆိုတရားအဲ့လိုဆိုတာခိုင်းလို့လုံးရတာပဲဖြစ်ဖြစ်ဘဘသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါပါလောရတာပဲဖြစ်ဖြစ်ဘလို့ရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ် နီးမှန်လမ်းမှန်သာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွန်အားရှိတယ်။ချို့ကနိဗ္ဗာန်ရောက်ခြင်းလို့အာထုတ်တာ။တချို့ကသမာဓိတည်ခြင်းလို့အာထုတ်တာ။ချို့ကဗာလိညာလေးရခြင်းလို့အာထုတ်တာ။ဘလို့နီးနဲ့ပဲအာထုတ်အာထုတ်နီးစနစ်တွေဒါမှန်ကန်သွားပြီ။ဘလို့ရည်ရွယ်ချက်နဲ့ပဲအာထုတ်အာထုတ်တရားနီးစနစ်ဒါမှန်ကန်သွားတယ်။တရားရနိုင်တဲ့စွန်အားရှိတယ်။နန္ဒမင်းသားကအဲ့ဒါနတ်သမီးလိုခြင်းလို့တရားအာထုတ်တာ။ဒါပေမဲ့ဘုရားရဲ့ဤစနစ်အတိုင်း မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးပြီးအားထုတ်လိုက်တဲ့အခါကျတော့နန္ဒမင်းသားတရားရတရားရသွားတော့မှဘုရားကပြန်ပြီးတော့သူဂတိတန်နန္ဒမင်းသားကိလေသာကုံသွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိအတိုင်းနန္ဒမင်းသားတရားရသွားပြီဆိုတော့တဲ့ဂတိအတိုင်းပဲနတ်သမီးတွေလူကျင်သေးလားအာဘုရားပြီးတော့မလူကျင်တော့ပါဘူးဘုရားဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဘုရားကရှင်းပေးလိုက်တယ်အာနန္ဒမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတဲ့အခါကျဘုရားကခုနတရားလေးဟောတာ ယထာအခါရံဒုစနဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစေတံရာဂောသမတိဝိသတိမကောင်းသမြင်မိုးထတဲ့အိမ်ကိုမိုးရေမိုးပေါက်တို့ဟာတစ်ဆက်တစ်ဆက်တဖြည်းဖြည်းနှိမ့်ဆက်ဝင်ရောက်နေသလိုသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကမ်းထားခြင်းမရှိတဲ့စေတံစိတ်ကို ราโคโลภะโทสะโมหะสะတဲ့กิเลสราคะတရားတွေကတမတ်တိဝိသတိဝင်ရောက်ထိုးပေါက်နိုင်တဲ့အတွက်ကြောင့်အပမဒေနမမိမလျောမပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒေတာကိုစီကိုငါပြည့်အောင်နေကြရ။ဟောစိတ်ကလေးတဲ့ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာလေးနဲ့သူထိမ့်ကျုပ်ထားလို့ရှိရင်အပြင်အပြောကတွေအပြင် အန္တရာယ်တွေမဝင်နိုင်သလိုပဲတဲ့ဒီစိတ်ကိုလည်းပဲတမထ တခုခုဝိပဿနာတခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်ပါကိလေသာမဝင်စိတ်ရောကမဖြစ်ဘူးတဲ့အဲ့ဒီအမထအာယုံဝိပဿနာအာယုံကြင်ကြံเสียအာထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုံနေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်ကြတယ်ယောဂတွေဝင်တတ်တယ်စိတ်မှာကိလေသာဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခက ုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင်လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်တမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိန်းချုပ်ဖို့အရေးကြီးတယ်။ဟာထိန်းရခက်တဲ့ဘုရားတရားဒီလိုပြောတယ်။ထိန်းရခက်လို့မထိန်းဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာ။လွတ်ထားရင်ပိုဆိုးတာ။အဲတော့လွတ်ထားမဲ့အတူတူရသလောက်ထိန်းချည်ရတယ်။ရသလောက်ထိန်းချည်ရတယ်။တရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရင်စာပေတယ်မှာဘာနဲ့ဥပမာပေးလဲ။စိတ်ကအဲ့နှစ်သိုးလိုပဲ။ နှစ်သိုးလေးပဲနှစ်သိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှစ်သိုးလေးနွားနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှစ်သိုးငိန်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထားခြိတိုင်နဲ့ခြိထားတော့မှအဲ့နှစ်သိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်ပြေးရင်အဲ့ခြိတိုင်မှာကျိုးပြီးပတ်ပြီးတော့နောက်တော့မောရင်းနဲ့နှစ်သိုးကခြိတိုင်မှာငိန်သွားသလိုပဲတဲ့စာအားထုတ်ခါစာယောဂီမှာစိတ်ကလေးကနှစ်သိုးနဲ့တူတယ်ဟိုးအမြဲတမ်းခုံပေါက်နေတာဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဟာလွတ်နေတော့ ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင် तू ပို့ပြီးတော့စိုးမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ခြေတိုင်ကိုရောက်နော်ခြေတိုင်ကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိန်းရင်ထိန်းနဲ့ तू ကစိတ်ကလေးကတမာရီလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တမှာကိလေသာတွေရှားမခိုးတော့ လောဘတွေအခုနဲသွားမယ်ဒေါသတွေအခုနဲသွားမယ်မောဟတွေအခုနဲသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်တယ်စိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာရောကမှမရှိစိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ့်ချမ်းနေတာ လူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ရောဂါဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာ။အိုးစိတ်မာတာလေယောဂါရနေမယ်စိတ်မာတာလေအနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကုန်ခိုင်းမှသွားပြီးတော့စုဘွားကြီးပုံမှာ အိုးတိတ်ပြီးတော့နူးညံ့သိမ်းမွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပြီပဲလေမအေးချမ်းတော့အိုး အပြင်အေးတက်ကစိတ်မှရှိတဲ့အတွင်းအပူတက်ကိုမလွှမ်းမိုးနိုင်တော့ညစိတ်အပူဟာဘယ်မှာပဲနေနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲဒီစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွေ့အကြုံဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆိုတော့ အဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ခံထားပြီးတော့နေတိုင်းနေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation အမာတိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမဟုတ် insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ခံထားပြီးတော့ကိုယ်စိတ်လေးကိုထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့ စိတ်ဟာဒုက္ခကင်းတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခကင်းခြင်းရင်ကိုယ်ကိုတတိတရားနဲ့လက်ကင်ထားပြီးတော့တမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုပွားပြီးတော့မိမိတို့ရဲ့စိတ်ဒုက္ခတွေကို နေစီနေစီရနိုင်သလားကုစားမယ်ဆိုရင် ကာယကဒုက္ခလည်းတတ်တာတို့စေတသိကဒုက္ခစေယောဂလည်းစေဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့စေဒုက္ခလေးကိုတတိတရားလက်ခံထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေ့စဉ်နေ့စဉ်ကြိုးစားပွားများကြင်ကြံအထောက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်